ဒီမှာသမင်းကြီးရတော့ဒီမှာ Adidas တထည်ရတယ်။သူကရဝန်တာအာရနဲ့အဲ့နာကိုလာပေးတာပါ။ဒါဘယ်လောက်လဲဆိုတော့ဒါ10ဒေါ်လာ။ဒါသူကအမြင့်တာ။ Yeah, it's a donkey. Woof woof. Yeah, yeah, yeah. I want to try this. ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အနာရိုသားအမိတွေဒီ thrift store ကို လာတာပဲဖြစ်ပါတယ်ဒီ thrift store ကိုတော့1950ပြည့်နှစ်နောက်ပိုင်းမှာပေါ့နော်သူတို့ကစပြီးတော့မှလျော်ဝင်း ဖွင့်ခဲ့တာဖြစ်တာပေါ့နော်သူရဲ့အရှိမကတော့ဒီလိုမျိုး go where တို့ပြီးလို့ရှိရင် family store တို့ပြီးလို့ရှိရင် celebration amen တို့အဲ့လိုမျိုးနဲ့အများကြီးဖွင့်ခဲ့တယ်ပေါ့နော်အဲ့ဒါတွေကတော့လွန်ခဲ့တဲ့1902ခုနှစ်မှာစပြီးတော့မှသူတို့လုပ်ခဲ့ကြတယ်ပေါ့နော်ဒီ store ကတော့1950ပြည့်နှစ်နောက်ပိုင်းမှာပဲစပြီးမှဖွင့်ခဲ့တဲ့ store လေးဖြစ်ပါတယ် သူတို့တွေကဒီဆိုင်နေရပေါ့နော်များသွားဖြစ်ကြတော့ဒါအလှရှင်တွေလှူတဲ့ဟာတွေဒါမှမဟုတ်လဲအနာတွေလည်းတစ်ခါလေကြာရင်ကိုနဲ့မတော်တော့တဲ့အင်ဂျီတွေကိုမိုးပတ်တော့တဲ့အင်ဂျီတွေဆိုလို့ရှိရင်အဲ့ဒီမှာသွားလှူကြရတယ်ပေါ့နော်အနာတွေလှူလိုက်တဲ့ပစ္စည်းတွေကိုသူတို့ကနေပြီးမှပြန်ပြီးတော့မှဈေးပပေါ်လေးနဲ့ပြန်ရောင်းပေးတဲ့ဆိုင်ဖြစ်တယ်ပေါ့နော်အဲ့ဒီကနေရရှိတဲ့ငွေတွေကိုဆိုလို့ရှိရင်လည်းသူတို့ကဒီလိုမျိုးပေါ့နော်စင်ရဲသားတွေအဲ့လိုမျိုးပြန်လဲပြုတ်ပြင်ရေးတွေမှာတင်ကြားပေးတဲ့နေရာတွေမှာအဲ့လိုမျိုးတွေအတွက်ပေါ့နော်ရောင်းချပြီးတော့မှအဲ့ဒါရတဲ့ပတ်စံ နဲ့အဲ့လိုမျိုးထောက်ပံ့တာပေါ့နော်ဆိုတော့သူတို့ကတော့ Brahita ဒီလိုမျိုးလုပ်ငန်းမျိုးတစ်ခု ဖြစ်တယ်ပေါ့နော်ဒါကတော့အဲ့နာတော့တခြား state မှာနေတုန်းကတော့ဒီလိုမျိုး trip store ကိုမသိဘူး go away ဆိုတာတစ်ခုရှိတယ်ဒီ go away လည်းအဲ့လိုမျိုးပဲပေါ့နော်လူတဲ့ပစ္စည်းတွေအဲ့လိုမျိုးတွေအများကြီးကိုသူတို့ကပြန်ပြီးတော့မှအဲ့လိုစီပပေါ်လေးနဲ့ပြန်ရောင်းတာပေါ့နော် ဆိုတော့အဲ့ဒီအခုဒီဆိုင်လေးကလည်းဒီဂုတ်ဝဲကိုစပြီးတည်ထောင်ခဲ့တဲ့သူတွေကနေပြီးတော့မှပဲပြန်ပြီးတော့နောက်ထပ်ဖွင့်တဲ့ store ဆိုင်လည်းဟုတ်တယ်ပေါ့နော်ဆိုတော့သူကဂုတ်ဝဲရှိတယ်ပြီး family store ရှိတယ် thrift store ရှိတယ်အဲ့လိုမျိုးတွေပေါ့နော်နာမည်တွေကအမျိုးမျိုးရှိပါတယ်ဒါကတော့ခရိယန်ဘာသာရဲ့အဖွဲ့အစည်းတွေကစင်ရဲသားတွေအတွက်အလှပစ္စည်းတွေကို like လက်ခံပြီးတော့ဖြန့်ဖြူးပေးတယ်ပေါ့နော် ပြီးရင်စားတောက်ကုန်တွေအစားအသောက်တွေဆိုလဲပေးတာလည်းရှိတာပေါ့နော် ဆိုတော့အဲ့ဒီဆိုင်လေးဖြစ်ပါတယ်ဒီနေ့ကတော့အန်နာရဲ့သမီးအကြီးလေးအေမီလေးကသူ့တငယ်ချင်းနဲ့ဒီဆိုင်မှာချိန်ထားတာပေါ့နော်သူတို့အကြောင်းမှာဆိုလဲသူတို့ကိုတင်ပေးကြတာပေါ့နော်ဒီ thrift store မှာသူတို့ရဲ့ thrift store ရဲ့အကြောင်းကိုအဲ့လိုတင်ကြားပေးတဲ့အချိန်မှာသူတို့တွေကအခုနောက်ပိုင်းအဲ့ thrift store ပဲအရန်တော်ဝါချင်နေတာပေါ့နော်ပုံမှန်ဆိုရင်အန်နာရဲ့သမီးကြီးတွေကအဲ့လိုမျိုးလေဟိုဒီလိုအဟောင်းဆိုင်နေပါလေဆိုသူတို့မတော်ဟာချင်ဘူးဒါပေမဲ့သူတို့ကြောင်းမှာဘလို့တင်ပြလိုက်လဲမသိဘူးသူတို့ရဲ့အုံနောက်တွေဘလို့ဖြစ်သွားလဲတော့မသိဘူးအခုဒီမှာ ဒီမှာပဲလာကြည့်ပြီးတော့မှသူတို့ကြိုက်တာလေးတွေတွေ့တယ်ဆိုရင်ဝယ်မယ်ဆိုပြီးတော့မှအဲ့နာတို့လာခဲ့တာပဲဖြစ်ပါတယ်။ဒါလေးကတော့ဒေါ်လာနဲ့68ပြရတယ်။မစိုးပါအောင်။ဒါလေးကတော့အပြင်မှာဝယ်တယ်ဆိုရင်30 72ကျပ်အဲ့လောက်လောက်ပေးရတာပေါ့နော်။ဒီအင်ကြီးလေးချစ်စရာလေး။တူရလေးဟွာလေးတွေပါလဲ။အဖုဖုလေးတွေပါတာပေါ့။ဒါ9ဒေါ်လာတယ်။မကျွန်မသမီးအကြီးတွေကလည်းအဲ့လိုမျိုးစတိုင်မကြရဘူးတလား။ သူက t-shirt တွေပဲကြိုက်တာဒီထီအောင်လေးလလရဲ့ကျဆရာလား Where we going after this? သမီးဒါလေးလာရနော်မမတော့ပြန်ကြိုက်လာ Which one? ဒါပြောတာမမ Grace တင်အမပဲရှိတယ် She said she doesn't like it. မဟုတ်အဲ့ဒါခုနကတည်းဟာဟုတ်ဒါမှဟုတ်သမီးကြိုက်လား the hairstylist like uses it. Oh. ဘာဒါလေးလည်းချစ်စရာလေး။ဒါလေးကဘယ်လောက်လဲ2ဒေါ်လာပဲ။အိမ်မှာ decoration လုပ်ရင်တော့ကောင်းတယ်ဒါ။ဟေးဒီဆိုင်ကတော့ပြောမယ်ဆိုရင်သူကအဟောင်းဆိုင်ပေါ့နော်။အဟောင်းရောင်းတဲ့ဆိုင်လေးပေါ့။အဲ့ဒါကိုလေဒီနိုင်ငံကမှလေး အရင်တော့ဆိုကျွန်မသမီးလေးတွေကလည်းဒီမှာအဲ့လိုပစ္စည်းအဟောင်းတွေပေါ့အထည်အဟောင်းတွေပါတယ်ဝယ်တာတို့ပါတို့အဲ့လိုမျိုးတွေဆိုရင်တို့လုံးဝအဲ့လိုမျိုးစိတ်ဝင်စားမကြိုက်ကြအောင်တင်လားဒါပေမဲ့လေအခုနောက်ပိုင်းကျတော့လေတို့အเจ้าမှာလေအဲ့လိုမျိုး ဟိုဘလို့တင်ပေးလိုက်လဲတော့မသိဘောเนาะအเจ้าကလည်းသူတို့တင်ပေးတယ်ဒီ trip store အเจ้าကိုတင်ပေးတယ်ပြောပြတော့လေအာသူတို့ကခုနောက်ပိုင်းဆိုဒီမှာလာပြီးတော့မှဈေးဝယ်ရတာသူတို့အရန်သဘောကြတာဗောเนาะပြီးအင်ကြီးတွေကတော့ဒီမှာတော့ဟိုတထဲကိုအပြစ်မှာငါ20 30ရှိတဲ့ဟာဆိုဒီမှာတော့၄ကြ5ကြပေါ့နော်ဒါပေမဲ့တို့ကအဟောင်းနေပေါ့ကွာပြောမယ်ဆိုမြန်မာပြည်မှာဆိုရင်ပြောမယ်ဆိုဘေတော့ပုံစံမျိုးပေါ့အရင်တော့ဆိုရင်တို့ကိုလေဟိုအင်ကြီးတွေအဲ့လိုမျိုးဟိုဒီလိုအဟောင်းနေဝယ်ဖို့ ြောဖို့မပြောနဲ့တိတာအဟောင်းပိန်းတော့တို့ကလည်းမကြိုက်ဘူးကလေးတွေကလည်းအထူးတစ်ဖြစ်တော့အကြီးမှနှစ်ယောက်ပေါ့နော်တို့ကလည်းရှက်တာပေါ့နော်အဲ့လိုမျိုးဟောဘာကြီးလဲဘာလို့အဲ့လိုဝဲရမှာလဲဆိုတော့အဲ့လိုဝဲမယ်ဆိုလဲတို့က brand နေမှာအဲ့လိုမျိုးအနတစိတ်အကောင်းစားတယ်မျိုးတွေပဲဝဲဝဲကြတာလေအခုနောက်ပိုင်းကျတော့လေတို့က design ဟိုးပဲအရင်သဘောကျတာတလားအခုလည်းအဲ့နာလေအဝတ်စားသွားဝင်မယ်လို့ပြောတာအောင်လေအဲ့တော့ဒီဒီအဟောင်းဆိုင်မှာလာဝဲတာတဲ့ကြည့်အောင် ။ဟာကျမပြောဟဲ့နင်တို့ဘာလို့အဟောင်းဆိုင်မှာဝယ်မလဲ။လာငါတို့ဟိုဘက်မှာတောင်းမယ်ဆို။မဟုတ်ဘူးလေငါတို့ကဒီမှာဝယ်ရတာပျော့တယ်။အဲသူတငယ်ချင်းနေနဲ့ချိန်ပြီးတော့မှအေမီလေးရလေ။ငါသူတငယ်ချင်းနေနဲ့ချိန်ပြီးမှဒီမှာလာဝယ်တာတိတာ။အာကျမအဖြစ်ကအဲ့လိုဖြစ်နေပါလေ။ကျမကပတ်စံတက်တာတာပေါ့နော်။သူတို့ကဒါကြိုက်တယ်ဆိုတော့။အယားသမီးငယ်ရဲ့ put your shit up ချေပါဦးဒီကားပြကြအောင်လေဘလို့နေလဲဆိုတော့အဲ့ဒါပဲချိလိုက်တော့ကျွန်မအသမီးတွေပဲမွေးထားပြင်မဲ့လေ တချို့ကပြောကြတာပေါ့နော်။ဟောနင်ကသမီးလေးတွေမွေးထားတယ်ဆိုတော့အေးဆေးဆေးပေါ့တယ်။ဘယ်နဲ့အေးဆေးဆေးရမလဲဒီမှာနောက်တစ်ယောက်။မဆလပန်းအိုးလေးတွေရှိပါတယ်။ပန်းအိုးလေးတွေလည်းလှပါတယ်။တစ်ခု6ဒေါ်လာ။ဒါတော့ဆွေတာလေးတွေပေါ့နော်။ဒါလေးဆိုတော့3ဒေါ်လာပေးရတယ်။ဒါလေးလည်း3ဒေါ်လာ။ဒါကတော့4ဒေါ်လာအဲ့လိုမျိုးလေးရှိပါတယ်။ လိုမျိုးလေးတွေပါဒီဘက်ကတော့ပေါင်းမီလေးတွေပါဒီမှာတော့ sweater အင်ဂျင်တွေအများကြီးပဲရှိပါတယ်။ဒါကတော့ XXL size တွေပါ။ဆိုတော့ဟိုအရင်တော့အဲ့လိုထွထွထူးထူးတော့မရှိပေမဲ့ဈေးတက်တာပေါ့နော်။အဲ့လိုမျိုးအိမ်သုံးပစ္စည်းတွေဆိုလို့ရှိရင်လည်းအဲ့လိုမျိုးဈေးလျှော့တယ်။ အခုဟိုဘက်မှာဆိုလို့ရှင်လဲဒါစပွဲခင်းတယ်ပြီးလို့ရှင်အာမျက်နှာတုပ်ပွားတယ်ဗားတယ်ပေါ့နော်အဲ့လိုမျိုးတွေလိုက်ကာလို့ပေါ့သူမင်းကတော့လူတွေအများကြီးပါပဲဒါတွေကတော့စောင်းနေပါစောင်းနေပြီးရင်အပေါ်မှာစောင်းနေခေါင်းအုံးနေပေါ့နော် ရှင်ဆောင်လေးတွေဆိုရင်တော့တစ်ထည်ကို6ဒေါ်လာပဲဒါလေးကြီးလည်း6ဒေါ်လာပဲပေါ့နော်ဒါလေးဒီလိုဆောင်လည်းလက်ရှိတယ်ဒါလေးလည်း6ဒေါ်လာပါပဲဒါတော့ Christmas ဆောင်လေးပေါ့နော်အော် that's cute it is a stock ဟောင်းအတင်လာပါပေးလို့ရတဲ့ပစ္စည်းလေးတွေပေါ့နော် ဒါလေးရခွက်ကလေးနဲ့ဒါလေးလည်းရှိပါတယ်ဒါလေးကဘယ်လောက်လဲတော့ပတာ2ဒေါ်လာနဲ့68ပြားဒါကတော့အပြင်မှာဝယ်မယ်ဆိုရင်တော့8ဒေါ်လာ9ဒေါ်လာလောက်ဖြစ်မှာပေါ့ဒါပေမဲ့ဒီမှာတော့2ဒေါ်လာနဲ့68ပြားဒီဟာကတော့ပစ္စည်းတွေကလည်းအဟောင်းမဟုတ်သားအသက်ဒါကတော့ဖနက်တွေပါဒါကတော့အိမ်အောင် pre-book ကပစ္စည်းတွေရောင်းတဲ့ချမ်းဖြစ်ပါတယ်ရှင် So much people have a stamp. My teacher even has one. ဘာမှဆိုတော့တို့အဲ့လိုခုံအဟောင်းတွေကိုလည်းရောင်းပါတယ်ဒီမှာချေဟောင်းတို့မွှေ့ရတယ်လည်းရောင်းတယ်မွှေ့ရတယ်ဆိုတော့လေလုံးဝမတန်အောင်တင်လားအဲ့ဒါတစ်ခုကိုလည်း900တယ်ကွာအမလေး900တော့အစ်စ်ပဲတော့ဝယ်တော့မှာပေါ့နော်ဒါမှမဟုတ်ဒါလည်းအစ်စ်ပါပဲဒါလည်းအစ်စ်ပဲအဟောင်းတော့မဟုတ်တို့ဘယ်မဲ့ကွာတို့အဟောင်းဆိုင်မှာဒါတင်ရောင်းတာတိတ်ပြီးတော့ မတန်အောင်လို့ခန်းစားရတာပေါ့ကွယ်အဲ့လိုမျိုးပြောမှဆိုတော့မောထဲမှာပဲတော်ွေးမှာပေါ့နော်အိမ်သာကွအဟောင်းလေးရှောင်းပါလေပြ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 မကန်ရအောင်တမီးလေးပြဟာလေအော်ဟုတ်ဒီပကံဟုတ်ဒါလေးနဲ့လှ12ဒေါ်လာနဲ့68ပြန်ဒါလေးချစ်စရာနေဒီလိုမျိုးဈေးနှုန်းတွေကြတော့လေဟိုမတန်တော့ ဒါကတော့ဟိုအဲ့နာတို့အများနဲ့တက်သွားနေတယ်မာရှယ်တို့ DJ Mac တို့မှာဆိုလို့ရှင်တော့အဲ့လို brand တွေကိုဈေးလျှော်တာကြတော့ပုံပြီးမှတာနာပေါ့နော်ဒီလူမျိုးနေရာမှာကြတော့ပစ္စည်းအဟောင်းတွေရောင်းတဲ့နေရာမှာကွာဟိုဒါကဆိုဒါတွေကြတော့ဈေးကမတန်အောင်ပေါ့နော်အဲ့လိုမျိုးလေးလည်းရှိတယ်ဒီမှာသမီးကြီးကတော့ဒီမှာ Adidas တထည်ရတယ်သူကရဝန်တာအာရနဲ့အဲ့နာကိုလာပေးတာပါဒါဘယ်လောက်လဲဆိုတော့ဒါ10ဒေါ်လာ10 ဒါတော့အများနဲ့ grace grace ရဲ့ favorite ဖြစ်လဲဟို brand ကတော့တော့ adidas ပေါ့နော်ตัวพนักเลยไอ้ห่าပဲพนักရှိတမြလည်းไอ้ห่าပဲအင်ဂျီလည်းไอ้ห่าပဲဘောင်းဘီလည်းအဲ့လိုပဲဝတ်တယ်ဆိုတော့ဒီအင်ဂျီတွေဆိုလို့ရှင်တော့တို့ပုံမှန်ဝယ်တယ်ဆိုရင်ကျမတို့ဝယ်69ဒေါ်လာပေးရတယ်ตัวဒါမျိုးကိုလည်းအမဲအစင်အပြာအစင်အခုဒီမှာဒါအောင်တွေ့လို့အယောင်ဝမ်းတာလို့အဲ့နောက်လာပေးရသူအဲ့ဒါယူမဲတဲ့ဒါလေးတော့တန်တယ်ဒါမျိုးဆိုတော့အရန်တန်တယ်ตัวဒီမှာလုံးဝအစ်စ်အတိုင်းပဲ တော်တော်လေးလက်ကောင်းသေးတယ်အစ်စ်အတိုင်းပဲပေါ့နော်ဒါဆိုရင်တော့တန်တာပေါ့နော်ဒါလေးဆို8ဒေါ်လာဆိုရင်တော့တော်တော်လေးတန်ဒီမှာဆက်ပေးတယ်အဲ့လိုမျိုးလေးဒါလေးတော့ရမ်းတန်ပါတယ်ဒါတော့အဲ့နာသမီးလေးကိုဒါလေးဝယ်ပေးလိုက်မယ်ရမ်းရမ်းကြိုက်နေပေါ့ဒါတော့ Adidas brand ပဲဒီတယောက်ကတော့ဒီကတော့ထမင်းစပွဲလေးတွေပေါ့နော်ဒီထမင်းစပွဲတွေကတော့တို့ဘယ်လောက်လဲရောင်းလဲတော့မသိဘူးနော်ဒါလေးချစ်စရာကောင်းတယ်ကွာဒါလေးကတော့ခုရှိဗီဒီယိုလေးပါ ဒီဘက်ကတော့ဒါကလေးအင်ဂျီတွေနဲ့ကလေးပစ္စည်းတွေရောင်းတဲ့အချမ်းဖြစ်ပါတယ်ဒီမှာကလေးအင်ဂျီတွေလည်းအများကြီးရှိပါတယ်ကလေးကစားစရာအတန်းဖြစ်ပါတယ်။သမီးအဲ့လိုမျိုးအကုန်မထုတ်ရအောင်ထဲကိုပြန်ထည့်။ဟဲ့နေအမလည်းမပြီးသေးဘူးလားမသိဘူး။ခစား။ဟိုင်း။ 妈妈的马路。你妈的，没别的有啷子？他的卡罗，他的卡巴里的吧？တတလုံးကတော့ဒါရောက်ကြလေးအတန်းမှာ သူတို့ဒီတော့မှလည်းအင်ကြီးကိုလည်းအဲ့လိုထုတ်ထုတ်ပြီးရအောင်ဒီလားဒီမှာကျန်းဒီအင်ကြီးတွေဆိုတော်တော်လေးကိုဟောင်းနွားနေပြီပေါ့နော်ဒီအဲ့လိုမျိုးလည်းသူတို့ထုတ်ရအောင်ပါတယ်ဒါဆိုတထုတ်ကိုပလောက်လားတော့တထုတ်ကိုဒါဆိုရင်၄ဒေါ်လာပေါ့နော်၅ဒေါ်လာတထုတ်ကို၄ဒေါ်လာရှိတယ်၅ဒေါ်လာရှိတယ်၃ဒေါ်လာကျော်ရှိတယ်အဲ့လိုမျိုးလေးလည်းရှောင်းပါတယ်ဆိုတော့အရန်ဟောင်းနေတဲ့ဟာတွေပေါ့နော်ဒါ Yeah it's a dog. Woof woof. Yeah yeah yeah. I want to try this. I'm gonna do it. No, 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 I don't want to go back there. I want to go. I want to. I want. Tia, Lisa. Balila. That's cute. No. What's my engine? Well, it's a big pen. Lila. I'll say for that. What size is that? ဒါလေးဆိုရင်တော့ဟိုမှာလဲအနာတို့ဝယ်နေတာ30ကျော်ကျော်လေးပဲလေတခါလေ discount short ရယ်ဆို2ဒေါ်လာ3ဒေါ်လာနဲ့တော့ရတယ် Christmas ပဲဒီမှာအစေးကြီးနေလားမကြိုက်ပါအဲ့ဒါတော့မကြိုက်မတန်ဘူးပေါ့နော်မတန်ဘူးပေါ့ကွယ်တီးဝါတလာအရာအဲ့လိုပဲကြည့်ရတာပေါ့နော်မမ်မီခမ်ခမ် အခုကတော့ Grace လေးကသူကြိုက်တဲ့အဲ့အဲ့ဒီတဲ့အင်ဂျီလေးအတွက်သွားတော့ငွေရှင်းနေရပါဘောနော်။သူကတော့တထည့်ရတယ်။အဲ့နာတော့တာမီ၃ယောက်ကတော့ဘာမှမရပါဘူး။အခုဒီမှာအေမီကတော့သူ့တငယ်ချင်းနေနဲ့သူကအမှဘာယူလို့ယူမှမသိဘဲနဲ့သူတို့မှစစ်စစ်နေတော့ဘောနော်။ဆိုတော့ကဲဒါဆိုရင်တော့အန်အေဗီဒီယိုလေးကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပါမယ်နော်။ကြည့်ပြီးတဲ့သူအားလုံးကျေးဇူးများရတင်ပါတယ်ရှင်။ Bye bye ။